ကိုယ်စောဘောရင်ကိုနော်ဟိုလုံးဝပြန်မထွက်စေချင်တဲ့အုပ်စုကနိုင်သွားမှာတော်တော်ဆိုးရိမ်ပါတယ်ကဲရည်သာသူတို့ရဲ့အချမ်းစီသာအောင်မြင်သွားမယ်ဟေ့ဆိုလို့ရှိရင်တော့နောက်ထပ်ပုံမှန်တွေအပြင်ကိုကိုယ်စောဘောရင်နဲ့ပတ်သက်ဆက်နွယ်သူတွေပါဆွဲစီနိုင်တယ်နောက်ထပ်ပုံမှန်တွေတိုးနိုင်တယ်နောက်ထပ်သူ့ကိုပုံမှန်တွေပုံမှန်တွေဆက်လက်ပြီးတော့ရှာဖွေနေတဲ့အခြေအနေတွေရှိတယ်စစ်စစ်နေကြမကူညီနိုင်ဟုတ်လားအစ်စစ်စစ်လေးနေကြကိုယ်တိုင်လဲဘာကနာနာလဲမသိကိုယ်ကိုယ်တိုင်လဲဘာမှမသိကိုယ်ကလဲဘာမှမသိအဲဆရာကြီးလိုလိုနဲ့ဟုတ်လား လူတွေရအောင် like တွေရအောင် share တွေရအောင်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ကြနဲ့ကျွန်တော်ကိုစောစောညီလေးတယောက်ကနေပြီး follow ဆက်တဲ့ကိုဇော်ဖိုးရင်ပေါ့နော်ကိုဇော်ဖိုးရင်ကိုကျွန်တော်တို့ဟိုလော့လောက်ချင်းနေအဲ့တော့ကျွန်တော်တို့ငွေကြေးတွေစုပြီးတော့ကျွန်တော်တို့မျိုးချင်းတွေညီကောင်မလေးဒါဟိုမမသားဆရာတော်တွေပြီးတော့ကျွန်တော်တို့ကိုအဲဒါကိုဇော်ဖိုးရင်ကိုဝင်နေဖြစ်နေတဲ့သူတွေပေါ့လေကကို ချစ်ခင်များနှုတ်တဲ့သူတွေနဲ့အားလုံးပေါင်းစုပေါင်းပြီးပတ်စံလေးစုပြီးတော့ကိုဇော်ဖိုးဟင်းကိုလွတ်အောင်ကိုဇော်ဖိုးဟင်းကိုဒါကြောင့်လွတ်အောင်လိုက်ကြမယ်လှုပ်ကြမယ်ဒီဟာတွေကကျွန်တော်တို့ဂျာမန်လှုပ်လို့ရတာရှိတယ်ဆိုတဲ့အာမျိုးလေးအဲ့ဒီလေးကပြောလာတော့အော်အဲ့အားလေးကိုလည်းပဲဒီနီလေးရဲ့ခြေတနာတွေကိုလည်းပဲတံပိုးထားပါတယ်လေးလေးလေးစားပါတယ်ဒါဒီလေးစားတာနဲ့အမျှပြည်သူတွေသိအောင်လို့လည်းကျွန်တော်အနေနဲ့ပြောရမယ်ဆိုတဲ့အနေထားမျိုးလေးကိုဟိုဒါရောက်ရှိလာတဲ့အတွေးရောက်လာတော့ဒါကျွန်တော်ပြောပြတာဖြစ်တယ်နော် တကယ်လို့ငွေကြေးနဲ့သာလုပ်မယ်ဆိုလို့ရှိရင်လုပ်မယ်ဆိုကိုစော်ဖုံးဟင်းကစင်းရံဝဲတည်နေတဲ့သူမဟုတ်ပါဘူး။တိန်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်။ဘန်ဒီမှာအပ်တဲ့ပတ်စံနာမှာတိန်ထောင်နဲ့ထောင်နဲ့ကြည့်ကြည့်လိုင်းဝန်လေးမှာသူတွေ့နေကြတာပါပဲ။ဟုတ်တယ်မလား။အဲလိုင်းဝန်ကတိန်ထောင်သားလည်းလားတိန်ထောင်ကျဘန်တုတ်တာပါမြင်တွေ့နေတာပဲ။ကားဆိုလည်းသူပနက်စီဟိုကုန်ကားဆိုပနက်စီရှိတယ်။အိမ်မှာဘာကားရှိတယ်ဆိုတာသိတယ်။ကိုစော်ဖုံးဟင်းကတိန်ထောင်ပေါင်းများစွာချမ်းသာပါတယ်နော်။ဒါကငွေကြေးရဆိုလို့ရှိရင်ပူစရာမလိုပါဘူးကိုစော်ဖုံးဟင်းကနော်။ တကယ်သူ့မှာဆိုလည်းပဲရှေ့နေရှေ့ရက်တွေလည်းဒါငှားရမ်းလို့လည်းရတယ်အပြင်လူအနေနဲ့လည်းပဲအဲဒီသူ့ကိုချစ်တဲ့သူတွေမေတ္တာရှိတဲ့သူတွေကငှားရမ်းပြီးတော့လည်း like ဆောက် like ပေးမှလည်းရှိပါတယ်ဒီလိုဝေးချင်းနဲ့လာရမှဆိုလည်းပဲကိုဇော်ဝိုင်းကြီးတို့တာကြာနေပါပြီနောက်တစ်ခါတစ်ခုပေါ့နော်ဒီသူဥပဒေအကြောင်းအရဆိုကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီစကန်းကအဲစကန်းကဟို ထောင်ချုပ်ကိုမပုတ်ခင်မှာဆိုလို့ရှင်လို့ရှင်အမှုကိုအရင်တိဆောက်ရပါတယ်အမှုတိဆောက်ပြီသူအမှုကိုင်းအနေပြီးမှအမှုတိဆောက်လို့ပြီးသွားတဲ့အခါမှာအဲရေးပြီးသွားလို့ရှင်ဥပဒေအကြံတောင်းတောင်းရပါတယ်ဥပဒေအကြံမေးရတယ်ဥပဒေအကြံတော့ဘာကြီးလိုအပ်တယ်ဘာကြီးလိုအပ်တယ်ဘာကြီးဖြစ်ဆိုပြန်နေဖြည့်စင်းဖြည့်ဆက်ပေးပြီးတော့မှဒါအမှုကိုတိဆောက်ရတာဖြစ်ပါတယ်အဲ့ဒီအမှုတိဆောက်လို့ရေစကန်မှာပြီးသွားပြီဆိုလို့ရှင်လို့ရှင်တော့ဒါထောင်ချုပ်ကိုပို့ပါပြီထောင်ချုပ်ကိုပို့တဲ့အခါကျလို့ရှင်အဲထောင်အချုပ်ကနေပြီးမှဒါအမှုကိုရင်ဆိုင်ကြပြီเนาะ ရဲစခန်းမှာအမှုတိဆောက်လို့မပြီးသေးဘူးဆိုလို့ချင်းပထမရမန်ကြီး15ရက်ရမန်လေးရမန်လေးဆိုပြီးတော့ဆောက်ယူလို့ရပါတယ်အမှုတိဆောက်လို့အဲအမှုတိဆောက်လို့ပြီးသွားလို့ထောင်ချုပ်ကြီးကိုပို့လိုက်ပြီးထောင်ချုပ်ကြီးရောက်သွားပြီဆိုလို့ချင်းဒီအမှုကလုံးဝတရားရုံးမှာပဲရှိပါတယ်အဲဖိုင်လွဲတွေအားလုံးဒီတရားရုံးမှာပဲရှိပါတယ်ဘယ်နေရာဘယ်နေရာမှမှဒါဖြောက်လိုက်လို့မရပါဘူးเนาะ အဲဒါတွေကတချို့ဖျောက်လို့ရတယ်ဘာညာပြောတယ်ဆိုလို့ရှိရင်တော့ဒါဟာသားတစ်ခုအနေနဲ့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်ဘာဖြစ်လို့ဆိုတော့ဥပဒေလိုက်ဒါပေမဲ့တစ်ခါလေးတော့ပြောလို့မရဘူးဗျာဥပဒေလိုင်းကြောင်းရအဲဘယ်လိုရှိလဲဆိုတာအဲ့လိုပြောတဲ့ခါကျတော့လေဥပဒေဘိုင်းရလူတွေဆိုတော့ကားလာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်တာပေါ့ဒါပေမဲ့ကျွန်တော်လည်းမသိဘူးလို့ပြောပြီးသားပဲပုံမှန်ရဆိုရင်တော့လုံးဝလုံးဝမရှိပါဘူးတရားရုံးမှာရောက်သွားတဲ့အမှုဖိုင်တွေကတရားသူကြီးလက်ထက်မှာရောက်ပြီးတော့မှဒါယုံကြည်ကြလို့ချင်းတရားသူကြီးစားစစ်ပြီးစစ်လို့အားလုံးအားလုံးပြီးသွားတဲ့အချိန်ကြလို့ချင်းတရားဆွဲဆို နိုင်တဲ့အနေအထားမျိုးရှိလို့ချင်းဆွဲချက်တင်လိုက်ပါမယ်ဆွဲချက်တင်လိုက်တဲ့အခါကျလို့ချင်းကိုဇော်ဘွားကြီးကိုဒါသူကိုပိုင်ထွက်ဆိုကြထွက်မယ်ပြီးလို့ချင်းသူကကိုပြတက်တတိထွက်ပေးမယ်ကိုပြတက်တတိထွက်ပေးပြီးလို့ချင်းအဲ့ချိန်မှာသူကအဲကြိုင်ကြမယ်လွန်တော့မယ်ဒီနှစ်ခုပဲရှိပါတယ်အဲ့တော့ငွေကြီးတဲ့ကျွန်တော်တို့ကလိုက်လို့ပြီးတော့ပတ်စံနေစုောက်ပြီးတော့လည်းပဲအဲဒါက ဟိုအခြားဟာမျိုးဖြစ်သွားနိုင်ပါတယ်။နော်ဖြစ်သွားနိုင်ပါတယ်။တချို့ကကိုယ်စားဘိုးရောချစ်တဲ့စိတ်တွေနဲ့ဒီလိုမျိုးလှုပ်ကြမှာကိုကျွန်တော်အနေနဲ့ဒါသွားပြီးတော့မြင်အောင်လဲတချို့ကအဲ့လိုမတန်ပါတဲ့နီးနန်းနဲ့စီးပွားရှာတဲ့သူတွေကဒီလောကမှာတော်တော်များပါတယ်။နော်အဲ့ဒါဒီကျွန်တော်တို့ညီကောင်မလေးမဖြစ်အောင်လို့ပြောချင်ပါတယ်။အဓိကကတော့အမှုတီဆောက်လို့ပြီးသွားလို့ရှင်တော့အမှုကိုရင်ဆိုင်ရပါတယ်။နော်ဒါကိုဇော်ဘုန်းကြီးမှာဘသူပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ဘာမှလုံးလုံးမရဘူးပြီးတော့ကိုဇော်ဘုန်းကြီးကိုတောင်းတော့ကနေပြီးတော့မှမုံတီးလို့ ကိုဇော်ဘုန်းကြီးစစ်တပ်ကမကြည်နက်လို့ဆိုပြီးတော့အမှုဆွဲတာမဟုတ်ဘူးနော်မဟုတ်ပါဘူးအဲ့ဒီလိုမျိုးသားအမှုဆွဲတယ်ဆိုလို့ရှိရင်ကျွန်တော် LND တက်ထက်မှာဒီတော့တန်ကြက်တိုက်တဲ့ခလေးတွေ၄၅၆လောက်ရှိတယ်၄၅လောက်ထင်တယ်ကျွန်တော်အဲ့တန်ကြက်လေးကတော့ဝင်းနေမှာမိဒီကုန်းသားလေးကပန်းကြက်ရဲ့ဝင်းနေမှာစင်မှာတော့တန်ကြက်တိုက်သွားတယ်ထင်တယ်အဲ့မှာတွေးလိုက်တယ်နော်နောက်ကျတော့ကျွန်တော်နောက်တစ်ခေါက်ပြန်တွေ့တော့အဲ့ကောင်လေးတွေကအမှုရင်ဆိုင်နေတာကိုတွေ့တယ်အဲဟိုရန်ကုန်မှာဆိုလဲ200 300လောက်ရှိတယ် ကျင်းဆိုင်နေနောက်က ARV တိုင်းမှာဆိုလည်းမအူဝင်တို့ပန်းတနော်တို့ဖြာဖို့တို့ဘက်မှာသူအမှုတွေထွက်နေကြတာရှိတယ်ပသိအင်းတို့အဲ့လိုမှအမှုတွေထွက်နေတာရှိတယ်သူကသူပြောတယ်တမှုကို၃နှစ်လောက်တော့ကြာတယ်လားတနှစ်လောက်ကြာတယ်သူဘယ်နှမှုကြာနေပြီ၁၀မှုလောက်ကြာသေးတယ်ဆိုတော့အဲ့လိုပေါ့အဲ့ဒါကအချင်းပြောလို့ရှိရင်ဒီအမှုတမှုတော့မန္တလေးကလည်းဆွဲတာရှိတယ်အဲ ARV တိုင်းကလည်းဆွဲတာရှိတယ်ရန်ကုန်တိုင်းကလည်းဆွဲတာရှိတယ်ဒီအမှုတမှုတော့ပတ်ဆွဲကြတာရှိတယ်အဲ့ဒါကတမျိုးပေါ့အဲ့တောင်တော်အရာရှိတယ်ကနေပေါ့မှာဒါနိုင်ငံတော်ပို့ချုပ်မှုကြီးဦးမင်းရလိုင်းကိုဒါအစော်ကားတဲ့အချင်းမျိုးပြတ်စီတယ်ဆိုပြီးဆွဲတာ ကိုဇော်ဖိုးကြီးကတော့အဲ့လိုမျိုးဆွဲတာမှာပေါ့အဲ့လိုဆွဲတယ်ဆိုသူတနိုင်ငံလုံးပတ်ထွက်နေရမှာပေါ့နော်တနိုင်ငံလုံးကတမ်းတော်သားတွေညီကောင်မောင်လေးအကောင်လုံးကကိုဇော်ဖိုးကြီးကိုချစ်ကြပါတယ်ဗျာဒါလည်းပဲသူမဖြစ်မနေလောက်ရမယ်အနေထားမျိုးလေးပဲဒီပြူးလွင့်ရဲစကန်ဖြစ်သွားလို့ကျွန်တော်အနေနဲ့သုံးသက်တယ်ဒါကကျွန်တော်တို့ပြည်တိုင်းဒီဝန်ထမ်းတွေချုပ်ဝန်ထမ်းတော်တော်များသိပါတယ်အဲနော်လို့ဒီလူမျိုးလုံးဆောင်ရတဲ့ဟာမျိုးမှာကျွန်တော်အနေနဲ့ကတော့ကျွန်တော်မနေ့ကပြောသက်လို့ပေါ့အမျိုးသမီးတယောက်ကတရားစွဲတာကဟို ောင်းတဖို့ကမှတရားစွဲတယ်အမျိုးသမီးတောင်းကအဲ့ဒီအမှုကိုကိုဇော်ဖုံးကြီးကတိုင်းရဆိုင်မှာပြတ်တိုးတော်လည်းပဲဒီပြူးလွင်မှာရှိတဲ့စကန်းကဘာလုံးနေကြသလဲဆိုတာမျိုးမေကွန်ထွက်လာတဲ့ဟာရှိတယ်ဘာအွန်နေဖြစ်တဲ့သူကတော့မှဟိုရှင်းပြောလို့ရှင်တခြားသူတယောက်ကတော့မှဆွဲပြီးတာဝန်ရှိတဲ့သူတော့မှဆွဲလို့လားဆိုတော့ဒါပဝဲကြီးရဲ့ပြောလာတဲ့ဟာတွေကအများကြီးရင်ဆိုင်လာမှာဖြစ်တယ်အဲ့လိုရင်ဆိုင်လာမှာဖြစ်တာအဲ့ဒီရဲ့ side effect ဆိုးကျိုးကြောင့် ဟိုဘက်ကပြုံးတွေဘက်ကတရားစွဲဆိုလိုက်ရတယ်လို့ပဲကျွန်တော်အနေနဲ့ရှုမြင်ပါတယ်သုံးသက်ပါတယ်မှားယွင်းကောင်းလဲမှားယွင်းနိုင်ပါတယ်အများအားဖြင့်ကတော့တရားမှာကျွန်တော်အနေနဲ့80 90လောက်တော့သိကြပါတယ်နော်အဲ့လိုမျိုးပြောခြင်းနဲ့နောက်ကိုဇော်ဘုန်းကြီးကဒီတက်ကတရားဆွဲတာလည်းမဟုတ်ဘူးဒီဟာကြောင့် cypher social တိရောက်သွားတယ်ဟုတ်ပြီထောင်ထဲရောက်သွားပြီဆိုလို့ရှိရင်လည်းပဲအချုပ်ထောင်ရောက်ပြီဆိုလည်းပဲ number 1ကကျွန်တော်တို့အာဒါဟိုအချုပ်ထောင်နေမှာတရားရင်ဆိုင်တော့နော်တရားဆွဲဆိုင်တော့ဒီကြားထဲမှာဘာမှလုပ်လို့မရကျွန်တော်တို့ နောက်ဆုံးလုပ်လို့ရတာတစ်ခုကအတနာခန့်တာတင်တာတော့ကတော့ရမယ်အတနာခန့်တာတင်တဲ့နေရာမှာဘယ်လိုမျိုးဆိုဆွဲချက်တင်လို့အမိန်ချတော့မယ်အချိန်ကြာလို့ချင်းတရားသူကြီးကိုဒါဒါဒါတက်ညာပေးပါဆိုပြီးကျွန်တော်ဝိုင်းပြီးတော့ဒါမျိုးလေးတော့တင်လို့ရမယ်နောက်ဆွဲဆိုတာတော့တော့ချင်းချင်းအမှုရုပ်သိမ်းမှဆိုတာကဒါအယူခံတွေပါညာစင်ငယ်စင်ငယ်သွားမယ်အနေထားမျိုးရှိတယ်တကယ်လို့တောင်ကြောက်သွားပြီဆိုတော့မှကျွန်တော်တို့အယူခံတတ်ပိုင်ခွင့်ရှိသေးတယ် အယူခံတက်မှန်ကွဲရှိတယ်တော့အယူခံထက်တက်လိုက်အောင်ခိုင်ရန်ရုံညုံနဲ့ရုံဝါချခိုင်ရန်ကိုတက်ခိုင်ရန်ချတဲ့တိုင်းကိုတက်အဲဒါမျိုးလေးချင်းစင်ငန်းစင်ငန်းချင်းအဲ့ဒါတွေကကိုယ်စော်ဝင်းတို့ရဲ့ရှေ့နေနေလဲလှုပ်ဆောင်နိုင်လို့ကျွန်တော်တို့ကလည်းပဲဘာကြောင့်တို့ပြောဆိုကျွန်တော်ကလည်းကျွန်တော်ရဲ့ရှေ့နေနေရှိတယ်ကျွန်တော်အမှုပြန်လာတယ်ကျွန်တော်တို့ရဲ့ကိုယ်ပိုင်ရှေ့နေရှိတယ်ကျွန်တော်တို့ရဲ့အုံနေနေရှိတယ်နော်မန်နေဂျာချင်းဒီလိုမျိုးပဲတွားနေကြတာဟုတ်အဲ့တော့အဲ့ဒါလေးကိုကျွန်တော်ကဒါပြည်သူတွေလည်းအဲသိရှိနားလဲအောင်ဖြည့်ရှင်းပြည်ရှင်းဖြည့်ရှင်းပြခြင်းလည်းဖြစ်ပါတယ်ငွေကြေးဆိုလည်းပဲကိုယ်စော်ဖုံးတို့ကပတ်သက်ရှိပါတယ်ချမ်းသာပါတယ်ဒီလောက် ဟုတ်ကဲ့ပူစရာမလိုဘူးမှုစရာမလိုပါဘူးနောက်ကတက်မတော်ဘက်ကလည်းပဲကိုစော်ဘုန်းကြီးကိုတရားဆွဲဆိုတာမဟုတ်ပါဘူးဒါလေးတော့သိစေချင်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ဝင်ကျွန်တော်တို့အားနဲ့နိုင်တာကတော့ကျွန်တော်တို့ကတော့သတိတရားရှိတာလေးတွေသတိတရားရှိတယ်တကယ်လိုအပ်လာလို့ရှိရင်ကျွန်တော်ဒီကနေ့ပြောပြပါမယ်အတနာခံတာလေးတင်လို့ဒီစာရွက်တွေကိုကျွန်တော်စီကိုပို့ပေးပါဆိုပြီးတော့ကိုစော်ဘုန်းကြီးတကယ်လို့ဟို ွဲချက်တင်သွားပြီဟာလားအမိန်ချပြီဆွဲချက်တင်သွားပြီဆိုလို့ဒီပဲဆွဲချက်တင်သွားတဲ့အမှုကိုတက်ညာသွားပေးဖို့အတွက်ကိုကျွန်တော်တို့ကစာရဲစာနဲ့တရားရုံးကိုတက်တင်ပြီးမှဖြစ်ပါတယ်တက်ညာသွားအမိန်ချဖို့ပါနော်တက်ညာသွားအမိန်ချပေးဖို့ကိုပဲကျွန်တော်တို့ကတောင်းဆိုပြီးရမှာဖြစ်ပါတယ်အဲပြီးသွားလို့မှကျွန်တော်တို့ကဒါလို့အမိန်ချလိုက်တော့ နောက်ထပ်အယူခံတက်ချင်ပါလေဆိုလည်းပဲဒါလိုမျိုးအယူတနာခံစားနဲ့ပဲကျွန်တော်တို့ကပြန်လည်ပြီးတော့အယူခံထက်တက်ရမှာဖြစ်ပါတယ်။အဲ့ဒီဘက်ကိုလည်းအဲ့ဒီချိန်ညာလို့ရှင်ကျွန်တော်လှုပ်ဆောင်နိုင်လို့ရှင်လှုပ်ဆောင်ပေးပါမယ်ဗျာ။အဲဒါကျွန်တော်လှုပ်ဆောင်နိုင်တာတော့ဟိုဒါလိုညီကောင်မလေးတို့ဆူပြီးကျွန်တော်အတနာခံစားနိုင်ရမယ်ဆိုကျွန်တော်ကတော့အုပ်စုပြီးတင်ပေးပါမယ်။ဒါထောင်း ကြားမဲ့နေရာမှာရှော့ပေါအောင်လေးပဲလုပ်လို့ရပါတယ်ဆိုတာလေးကိုသိသိကျင်းပါလေ။ကြံတာတွေကတော့ဟိုခေါင်းထဲမထည့်ပါနဲ့။ငွေကြီးဆိုလည်းကိုစော်ဖုန်းတတ်နိုင်ပါလေ။နော်ကျွန်တော်တို့ကအာထည့်ပြီးဝင်သေးတာလည်းမလိုပါဘူး။အဲ့ဒါတွေကတော့ဟိုတမကရှန်ကာဒီပဲလို့ပဲကျွန်တော်အနေနဲ့ပြောကျင်းပါလေ။ကိုစော်ဖုန်းဟင်းကတော့905ကပေါ့ဗျ။တနည်းအားဖြင့်အာချောင်းမှုပေါ့။အာချောင်းမှုဆိုတဲ့ပုံစံမျိုးနဲ့ထိလာပါ။အဲအဲအာချောင်းမှုကကျွန်တော်လည်းထိနိုင်ပါလေ။မြန်မာပြည်မှာရှိတဲ့ဘယ်သူမှမဆို905ကဟာသူတို့ရဲ့ပခုံးပေါ်မှာရှိတယ်။အဲကျွန်တော်အနေနဲ့ပေါ့နော်။သူ့ကိုဆွဲဆိုနိုင်သောပုံမှန်တွေအားလုံးကို ကျွန်တော်ရဲ့ Telegram ကနေပြီးတော့ကျွန်တော်ချရေးပြတယ်ဆိုတော့ကျွန်တော်ကတော့ဘယ်ပုံမှန်တွေဘယ်ပုံမှန်တွေနေနိုင်တယ်ပေါ့ဗျာနော်ဘယ်သူဘယ်သူတွေရာဆိုလို့ရှိရင်ပေါ့အဲကျွန်တော်ချရေးပြတာရှိတယ်သူ့ပါတော့လည်းပဲသူ့ကိုကိုစော်ဘွားကြီးအဖြစ်ကဘာနဲ့အလားတူနေလဲဆိုတဲ့ခါကျတော့သူ့ကိုချစ်တော့အဖနဲ့သူ့ကိုမုန်းတော့အဖနဲ့ဥပဒေနဲ့ကြားမှာလုံဆွဲခံနေရတယ်လို့ပဲသူ့ကိုချစ်တော့ပြိတ္တနဲ့သူ့ကိုမုန်းတော့ပြိတ္တကြားမှာလုံဆွဲခံနေရတာပါအဲ့တော့သူ့ကိုချစ်တဲ့သူတွေကလည်းချက်ချင်းလွတ်စေခြင်းနဲ့သူ့ကိုမုန်းတဲ့သူတွေကလည်းလုံးဝ ဟိုထောင်ထဲမှာပဲထောင်ကိုကြပိုက်စေခြင်းတယ်ပေါ့ဗျာလုံးဝပြန်မထွက်လာစေခြင်းတယ်ပေါ့အဲ့လိုမျိုးလစ်ရှိတွေကြစေခြင်းတယ်အဲ့နှစ်ခုကြားထဲမှာလွန်ဆွဲခံနေရပြီမဲ့လေအခုချိန်မှာတော့အကောင်းဆုံးဖြစ်သွားတာအခုနောက်ဆုံးကြားသိရထက်လောက်ပေါ့ဗျာနော်ငါရငါကနေဆိုတဲ့ခါကြတော့အနည်းဆုံးတော့ထောင်ထဲနှစ်နှစ်လောက်ကြာနိုင်တယ်ထောင်ထဲနှစ်နှစ်ဆိုတာကကျွန်တော်တို့တနည်းအားဖြင့်အဲသူပေါ့နော်ပါမခံနေပါတော့ရဖို့မရှိဘူးထောင်ထဲနှစ်နှစ်ကအနေအလုံးကြာနိုင်တယ်အဲ့အဲ့လောက်ဆိုရှိရင်တော့ကျွန်တော်တို့အနေနဲ့ပေါ့နော်ကိုပိုးစောဘုံရင်းနဲ့သူပြောဆိုတဲ့နေရာမှာ အနည်းငယ်လေးပေါ့ဟိုစီကန်းလေးတွေပေါ့စီကန်းလေးတွေအစားအပြောဆိုလေးတွေအစားနည်းငယ်လေးဟိုလိုအပ်တာတွေတွေ့ရတယ်တွေ့ရတဲ့ကြောင့်မို့လို့သူ့အနေနဲ့တော့ဖြည့်ရှင်းနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်လို့အဲသူအကောင်းဆုံးပြန်ထွက်လာနိုင်မယ်လို့ကျွန်တော်မျှော်လင့်တယ်ပေါ့ဗျာနော်သို့ပါတော့ကျွန်တော်စိုးရိမ်တာတစ်ခုပဲရှိပါတယ်အဲ့ဒီမှာအဲကိုစောဘောရင်းကိုနော်ဟိုလုံးဝပြန်မထွက်စေချင်တဲ့အုပ်စုကနိုင်သွားမှာကျွန်တော်တော်စိုးရိမ်ပါတယ်ကဲရည်တာသူတို့ရဲ့အကြံစီတာအောင်မြင်သွားမယ်ဟေ့ဆိုလို့ရှိရင်တော့ နောက်ထပ်ပုံမှန်တွေအပြင်ကိုကိုစောဘောဟင်းနဲ့ပတ်သက်ဆက်နွယ်သူတွေပါအာဘလိုဖော်မစလို့ရှိရင်ဆက်လက်ပြီးတိုးလာနိုင်တယ်ကိုစောဘောဟင်းဆက်လက်ဆက်သက်ပတ်ဘလိုဖော်မစပတ်သက်ဆက်နွယ်သူတွေကိုဆွဲစီနိုင်တယ်နောက်ထပ်ပုံမှန်တွေတိုးနိုင်တယ်နောက်ထပ်သူ့ကိုပုံမှန်တွေပုံမှန်တွေဆက်လက်ပြီးတော့ရှာဖွေနေတဲ့အခြေအနေတွေရှိတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့လည်းအဲကျွန်တော်လက်ရှိချိန်မှာဒါ ongoing ဖြစ်စဉ်တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ဒီလောက်ပဲကျွန်တော်ပြောထားပါအောင်မယ်เนาะဟုတ်ပြီလားအဲ့တော့ ကျွန်တော်အတက်နိုင်ဆုံးလေ့လာနေပါတယ်ကိုစောဘိုးဟင်းအမြန်ဆုံးလဲလျှောက်စီချင်ပါတယ်နော်သူ့ကိုဆွဲထားတဲ့ဟို66ကကြီးတော့ဘာဆိုတော့အာမခံရတယ်အဲ900 905ကတော့အာမခံရဖို့လုံးဝမလွယ်ကူဘူးကြံတဲ့ပုံမှန်တွေမတိုးလာဘူးကကျွန်တော်တို့ညော်လေ့နေပါဗျာနော်ဒဂါကြီးကိုယ်တော်ဘိုးကြီးပေါ့နော်ဒဂါကြီးကိုယ်တော်ဘိုးကြီးနဲ့ပတ်သက်ပြီးမှအမျိုးများအလုံးကိုမေတ္တာရပ်ခံနေတာကတော့လိုင်းပေါ်မှာပေါက်ခဲ့ရတယ်မတင်တော့ပါနဲ့လို့လည်းဦးဇင်းကတော့ပြောချင်နေတာနော်မတင်တော့ပါနဲ့လို့ပြောချင်နေတယ် တော့ပူဇော်ဘုန်းကြီးအိုးအိုးထောင်းထဲမှာရောက်သွားတယ်ဟုတ်လားဦးဇင်းတော်ရှင်းရှင်းမယ်ပူဇော်ဘုန်းကြီးဟိုဘဘဘာကူညီနိုင်လဲထောင်းမိုင်းကြီးလိုက်မလိုက်တယ်ထောင်းနော်ထောင်းမိုင်းကြီးဒီကကိုယ်နဲ့ပတ်တဲ့ရပတ်တဲ့ကြောင့်နေပေါ့နော်တခါကြီးလို့နော်ယူဆိုင်ပေးဖို့ပေါ့နော်ဦးဇင်းတပည့်ကြီးလည်းရှိရအောင်ထဲမှာဦးဇင်းတပည့်ကြီးလည်းဆောက်ရှောက်ပေးဖို့အတွက်ဒါလေးပဲကူညီပါလို့ကျန်တာဘာမှကူညီကြမလို့ပါဘူးပေါ့နော်အားလုံးကအကျဉ်းသားတွေဟုတ်လားပူဇော်ဘုန်းကြီးဒီတမတော်ဝိုင်းရထောက်ခံသူတယောက်ကိုဗျာ အဲ့တော့ဖောက်ခံတရားဖြစ်တဲ့အတွက်ကြောင့်မလိုအပ်တဲ့ပြဒနာကြီးဖြစ်လာတယ်အဲ့တော့ဒုနာသူအပြင်းမလဲသူတယောက်တည်းပဲသွားလာလှုပ်ရှားနေတာကိုမိုးစိတ်တို့ဆိုအဒီဆုံးပဲသူသင်ပြောတာကဘယ်ညာတွေမှားခဲ့လို့တော့မကြည့်ပေါ်ပြကိုတော်ခွင်းဒီညီညွတ်မှာတကယ်မာကန်ပိတ်တာတိတ်မရှိဘူးမာကန်ပိတ်တာမာကန်လူသူ့ကိုတကယ်ချီဦးပေါ့နော်အဲ့တော့ဟိုရိုဒီနဲ့ချက်တဲ့နော်ဒကမာကြီးကိုလည်းပြောလိုက်ပါ လုတ်ပါလို့ဥပဒေတိုင်းလုတ်တာကိုသဘောကြီးလွံ့မြောက်ဥပဒေတိုင်းလုတ်လို့ရှိရင်ပေါက်ကိုတော့အတိုက်ထက်ဝန်တာပီတိဖြစ်ပါတယ်လို့ဘာဖြစ်လို့လဲဆိုတော့ပြူးလွန်တို့ဥဒနဟိုဘက်တို့ကရိတ်ခါတွေထောက်ပံ့တဲ့အခါမှာလက်ချိုးရည်တွေ့တယ်ကိုသောဘိုးကြီးနဲ့ဦးစင်းကအမာခံများတယ်နော်အမာခံများတယ်တော့ကိုသောဘိုးကြီးလွတ်လာတယ်ဆိုလို့ရှိရင်ဦးစင်းတော့ပုံဝန်ပါတယ်နော်နောက်တစ်ချက်ကဦးစင်းကငါကိုသောဘိုးကြီး905နဲ့ပုံမှန်ဆက်ဆက်ချက်ပါကြီးနှစ်ခုလဲဆိုရင်လည်းဦးစင်းတော့အတိုက်ထက်ဝန်တာပီတိဖြစ်မိတယ်နော်အဲ့တော့ဟာသူခက်တာကသူများတွေကဟာ905နဲ့ ်အာ60ကျောက်ဂါကြီးလေးဆိုတော့65 900ဝဟုတ်ချရတာပဲအာသူများတွေကကိုယ်တော်ဘုန်းကြီးဖူရောက်ဖူခါလို့ဆိုတော့ဟာဟုတ်တယ်ဆိုကိုယ့်ဘက်ကတည်းကအာဟိုဘက်ချရတာပဲနော်အဲ့တော့ဦးစင်းတို့ပြောချင်တာကဦးစင်းတို့ကိုယ်ကလေးကပြောတယ်ကိုယ်တော်ဘုန်းနဲ့ပတ်တဲ့ပတ်တဲ့ကြောင့်မျိုးနော်ဒီပါဦးတရင်နေမသေးဘူးကိုတော်ဘုန်းကြီးခန့်ခါရောဟိုဘက်ဟိုဒီဒီမပို့ဘူးဒီပါကလာခဲ့လို့မရဘူးဦးရီကဒီမှာနိုင်ငံသားခိုင်မှထားတာလာခဲ့လို့မရဘူးခဲ့လို့ရမှာဒီမှာဘယ်နေရဘယ်နေဟုတ်လားအဲ့မှာခင်ဗျာဆရာတော်ကြီးတွေဆိုလဲမိလာရခံစားရေးထားတယ် တော်တော်ကြီးတဲ့လူကြီးတွေဒီကောတွေ့ဟုတ်လားသူတို့ဟိုင်းဒီဟိုတော့အထောက်ကူပြုတဲ့လူကြီးတွေဆိုတာကလည်းအရေးအကြောင်းကြောင့်ဖုန်းတော်ဆက်ပေါ်မရကြပါဘူးသူတို့ဘောကြီးမှာလူကြီးတွေရှိရဲ့လို့ဆိုဦးဇင်းတော်ကသိတာဟုတ်လားသိရတယ်ဘယ်လူကြီးဆိုတော့ဦးဇင်းလည်းမသိဘူးဒက်ဆဲရပါမလဲဒက်ဆဲနော်ဘယ်သူမှဘယ်လူကြီးမှဖုန်းမဆက်ဘူးအဲ့တော့ဦးဇင်းတော်မြေရရပဲဆရာတော်ကြီးဆရာတော်ဆိုလို့ရှိရင်ဟုတ်လားတော့ပြီးမှသူတို့ဘောကြီးကိုအလူခံပေးတယ်အလူခံပေးမှဟုတ်လား အကျုပ်ကြီးစီကိုကိုယ်စုံခွင့်အတွက်စာရေးပေးတယ်ဒါတွေဘလို့တည်လဲခင်ဗျားတို့ခွန်လိုက်မော်ရောအာချောင်ရတာဟုတ်လားခွန်လိုက်မော်ရောအာချောင်မြေပြင်မှာလှုပ်လို့ရတဲ့အရာရှိတယ်မြေပြင်မှာလှုပ်ရတဲ့တိတ်တိတ်လေတော့လှုပ်လို့လှုပ်ရှားတဲ့အရာရှိလှုပ်လို့ရတဲ့အရာရှိတယ်ခင်ဗျားတို့ကဘာဖြစ်တယ်ကိုလည်းခွန်လိုက်မော်နေပျောက်သွားတာနော်ဥစဉ်တော့ဟုတ်ပြီကိုယ်စုံခွင့်ကိုယ်စုံခွင့်နဲ့ဥစဉ်အယုံဝင်စီကြီးကအေးကြီးတွေကိုလုံးကလည်းကိုယ်စုံခွင့်တိတ်40လုံးစိုက်ပေးထားတယ်ဥစဉ်30ပဲပေးရတယ်30ပဲပေးရတယ်ဒီပေးနဲ့လွှဲပေးထားတယ်30ပဲကိုယ်စုံခွင့်စီရောက်သေးတယ်ဆယ်ရင်းအစွန်းထွက်ကြတယ် ဒါဥစဉ်ရှင်းရင်မဟုတ်လားစာရင်းစွန်းတော့ထောင်ဝင်သာအပ်ပေးလိုက်မယ်နော်ဘူဇော်ဘွင်းတွေဘူဇော်ဘွင်းဒါအကျွေးထောင်ဝင်သာဟုတ်လားထောင်ထဲမှာဆိုလို့ရှိရင်တော့ကိုတော့ပတ်ဆံရှိရင်ထောင်ထဲမှာလဖိတ်လည်းတောက်လို့ရတယ်အကြခွေးလည်းစားလို့ရတယ်ဟုတ်လားငားလည်းစားအောင်မလားဟုတ်လားငားခဲပဲလည်းစားအောင်မလားပတ်ဆံရှိလို့ရှိရင်ထောင်ထဲမှာကတော်တော်ကြီးအဆင်ပြေတယ်မနေ့ကထောင်ထမင်းမစားကျင်လို့ထမင်းစီစံလေးဝယ်စားကျင်တယ်ဆိုထမင်းစီစံလေးဝယ်ခိုင်းလို့ရလာတယ်ထောင်ထဲဆိုတော့အေးစေးစေးပဲထောင်ထဲမှာနော်အဲ့တော့ဘာပြောပြောခင်ဗျကိုဇော်ဘွင်း960ကိုဇော်ဘွင်းထောင်ကထွက်လာလို့ရှိရင်သူကတဘာရင်ဝါရင်ဖြစ်သွားတယ် ဟုတ်လားအတွေးခေါ်မြင့်သွားမယ်သူကထောင်ပေါင်းသွားသွားမယ်နော်ဖိုက်တင်တဲ့လောက်နိုင်ငံရေးပါဝသွားမယ်ပေါ့ဗျာနော်နိုင်ငံရေးပါဝသွားမယ်နော်ခေါင်းနဲ့ရောက်လို့ရှိရင်မိတ်ဆွေစင်မိတ်ဆွေမန်ဆိုတာတိလာလိုက်မယ်ဘယ်သူကမိတ်ဆွေစင်လဲဘယ်သူကမိတ်ဆွေမန်လဲဟုတ်လားတိလာလိုက်မယ်အဲ့ဒါကြတိလာလိုက်မယ်ဆရာတော်ဘုရား YouTube ရှောက်ထားပါလေဆရာတော်ဘုရားဘယ်လိုရှောက်ထားပါလဲဒီလိုပါညာကူကအဲ့ဒါလုံမယ်ကြတာဟုတ်လားအွန်လိုင်းပေါ်တယ်ခင်ဗျားပြောပါမနော်အခုစဉ်စိတ်စိတ်မဆိုးပါဘူးကို့တက္ကရာကမာတွေဟုတ်လားဒီအမြင်မတူရင်တော့မှတန်းနိုင်ရတခုသေးဘူးဗျာ တန်းနိုင်ရတခုတည်းကိုနော်အဲ့တော့ကိုပြောလိုက်လို့တစ်ခက်ဦးဇော်ဝဲရင်ခင်ဗျာဝင်လိုက်မောပြောလိုက်လို့ထိကြိုက်သွားတာညအရွယ်နော်အဲ့တော့ဦးစင်းတော်ကမပြောဖို့အတွက်ကိုအမုန်းခံပြီးကိုဦးစင်းတော်ဟုတ်လားဖန့်ကျင်မဲ့လုပ်ပြကိုပြောမိအောင်ပြောကြတယ်ကတဘောမပေါကြဘူးခုဒီပြည်တွင်းထဲကတချို့လူတွေကနော်တဘောမပေါကြဘူးဒီလိုဟာကဟမ်းမာပြီဆိုကြတဲ့ဦးစင်းတော်ဘယ်လိုဟာဘယ်လိုဟာတက်ပြီးပြီဘယ်လိုဟာလုပ်ပြီးပြီဆိုတော့အဲ့ဒါဒီလို့ဆရာတော်ကြီးဟုတ်လားဦးဇော်ကြီးဆရာတော်ကြီးဆရာတော်ကြီးဆရာတော်ကြီးရဲ့မင်းသားရခိုင်သားတွေ့တွေ့ကြတယ် င်ဗျားတို့ဘာတိရလူဘာတိရဟမ်ဘာတိရဟမ်ဟာတစ်ဖက်ကိုဘာလုတ်ပြလိုက်မယ်ညာလုတ်ပြလိုက်ဥပဒေတိုင်းလုတ်ပြလိုက်လေလုတ်ညာလုတ်ပြလိုက်မယ်ဥပဒေတိုင်းပြပြီးမှတော့အဖွဲ့အုပ်စုကိုရေးယူပြလိုက်မယ်အဲ့ဒါကလည်းခင်ဗျားရေးယူပါးစံနဲ့ယူမနေနဲ့အဲ့သူတို့ပြောတဲ့အဲ့သူတို့ဆွဲတဲ့ပုံမှန်တွေတခုမှမဟုတ်ဘူးတတတ်တက်ကဲနော်ဘိုးဘမမမခိုင်းတို့ဟိုအရဆွဲတဲ့ဟာနဲ့ဘာမှကိုမဆိုင်နေဘူးခင်ဗျာကဲဘာမှကိုမဆိုင်နေနော်အဲ့အေးစစ်စစ်လေးနေကြမကူညီနိုင်ဟုတ်လားအေးစစ်စစ်လေးနေကြ တကယ်လုတ်ပေးရတဲ့သူတွေကတော့ခင်ဗျားတို့တကယ်စိတ်အောင်ရှယ်ဖြစ်တယ်နော်ခင်ဗျားတို့905ဆိုလဲ9560ကျော်ပဲဆို9560ကောက်ကြည့်ဟိုဟာလေပုံမှန်နေတယ်ဒါလို့ဒီခင်ဗျားတို့ကနော်ကိုကိုတိုင်လဲကကနာနာလဲမတိကိုကိုတိုင်လဲဘာမှမတိဟိုဟာလဲဘာမှမတိအဲဆရာကြီးလိုလိုနဲ့ဟုတ်လားလူတွေရောက်အောင်လိုက်တွေရောက်အောင်ရှယ်တွေရောက်အောင်ဆိုတဲ့ပုံစံမျိုးတော့မလုပ်ကြနဲ့